ဒီညမှာရှယ်ဖြုတ်ကြတော့မယ်ချန်ပီယံလိပွဲစဉ်မှာဘိုင်ယန်မြူးနစ်နဲ့အာစနယ်တို့ဘယ်လိုပွဲထွက်လာနိုင်ပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခင်းစတဖုတ်ဘောရှူအနီကျူတူပါတယ်ကျွန်တော်ကိုခက်မှာဒီညပွဲကတော့အာစနယ်အတွက်အရင်အရေးကြီးတယ်ကျွန်တော်ရွေးချယ်မှုကဘိုင်ယန်မြူးနစ်ဘာညာဆိုပေမဲ့လည်းအိုက်ပရိသတ်တေချာပေါ့လုံမယ်အာစနယ်ကိုကျွန်တော်လုံးဝနိုင်စီခြင်းနဲ့ဗျဘိုင်ယန်မြူးနစ်ကရေးလဲဟိုတင်မလား ီရာဒီမှာဇောင်းရန်ကြွလုံးအားကြီးတယ်ဒါပေမဲ့ရေသွေးပိုင်းရေချင်းပိုင်းကိုတကယ်မေကွန်းထုတ်မယ်ဆိုရင်ကျွန်တော်မေကွန်းထုတ်เสียအကြောင်းနဲ့အများကြီးရှိတယ်သူတို့တပတ်တစ်ခါဒါမို့လဲနှစ်ပတ်တစ်ခါကန်ရတဲ့ချန်ပီယံလိဆိုတာအင်ပြည့်အားပြည့်နဲ့ကန်ရတာဗျဘွန်ဒက်စလီကာဒီအင်အားပြန်ဖြည့်တဲ့နေရာတနေရာဖြစ်တယ်အခုအာစနယ်နဲ့ပွဲရလဲပွင့်လင်းပြောရင်တော့သူတို့မှာအားသာချက်တွေရှိတယ်ဗျဒီပွဲပြီးရင်အာစနယ်ကချယ်ဆီနဲ့ပွဲချက်ကြီးတီးရမှာဗျပြီးရင်လည်း EPL တိုက်တယ်က နည်းနည်းလေးလစ်သွားလို့မရအောင်နည်းနည်းလစ်တာနဲ့နောက်ကအသင်းတွေကကတ်လိုက်လာလိမ့်မယ် EPL မှာအတကုံပြေးရတာအဲ့တဖက်လမ်းကြောင်းတစ်ခုတည်းကိုရွှေ့ပေးလိုက်မယ်တော်နမန်တွေကိုရောက်လာလိုက်ဒီဘက်ကပြေးထားတဲ့အရှိန်တွေက EPL အသင်းတွေဒီမောနေပြီဗျာနည်းနည်းဟိုဘက်ကကျတော့တတရာလေးသိမလား follow လေး water follow fish follow လေးပြေးနေတဲ့အသင်းကဒီဘက်မှာအင်အားအပြည့်နဲ့ဆိုတော့ဒါပရိသတ်တယောက်အနေနဲ့ဘောလုံးကိုချစ်တဲ့သူတယောက်အနေနဲ့ဆိုအာကြီးကိုနိုင်စီခြင်းလေထပ်ပါဒါကျွန်တော်ပါစနယ်ကပြောပြတာပါဒီညပေါ်ထွက်လာမယ့် ကစားသမားစီမပြောခင်မှာဘယ်ကစားသမားတွေဒဏ်ရာရနေလဲဆိုတဲ့အပိုင်းကိုအရင်ဆွေးနွေးကြပါတယ်အာစနယ်မှာကျွန်တော်လက်ရှိရတာတဲ့သတင်းတွေအရာပေါ့နော်ဗီဒီယိုဂီယပ်ပါဝင်ဖို့ပါဝင်ဖို့မတိကြသေးဘူးဒက်ဖူဖြစ်နေတယ်ပါရင်လဲပါလာနိုင်တယ်ဗျာထို့နည်းတူပဲမာတင်အိုဒီကက်ကလည်းဒီဒုဒဏ်ရာပြဿနာကြောင့်ပါဖို့ပါဖို့မတိကြတဲ့အခြေအနေမျိုးတွေ့မဲ့သူတို့ရဲ့အနက်လေးတွေကိုနည်းနည်းတော့ကျွန်တော်တို့ရခဲ့ပြီစပါးနဲ့ပွဲမှာအိုဒီကက်ကိုလည်းကျွန်တော်တို့တွေ့တယ်ဒီဒဏ်ရာပြဿနာအစင်းဘာညာကစော်ပြီး ပြောတဲ့အတွက်ပွဲနာနီးတဲ့အခါကျရင်အနေငယ်ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်ကျွန်တော်ညီကိုတွေနားလေလက်ခံပေးအဲ့ဒါကြောင့် OD get video guest မပါတဲ့အခြေအနေကိုကျွန်တော်တို့ထည့်ထွက်ရလိမ့်မယ် channel player တွေကတော့ Kaya Vest တို့ Gabriel Jesus တို့အဲ့လောက်ကြီးခေါင်းထဲတော့တိတ်မရှိတော့ဘူးဗျာခိုင်ခုချိန်ကောင်းတယ်ကစားနိုင်တယ်ဆိုရင်တော့မှအာတီတာထည့်သုံးဖို့ကမသိကြဟုတ်လေ Jesus ပို့တော် စိုးသေးတယ်အဲ့တော့ကျွန်တော်တယောက်ပဲအနေငယ်စိတ်ပူတယ် Calafiori Calafiori ကစပါးနဲ့ပွဲမှာဝင်ကစားပေးသွားပေမဲ့ အခု Spomol ရဲ့ပေါ်ပြချက်ထဲမှာဆိုရင် Clafury ကလည်းဒီဒဏ်ရာပြဿနာလေးနည်းနည်းရှိနေသေးပဲဆိုပြီးပေါ်ပြထားပါတယ်အဲ့တော့ဒဏ်ရာပြဿနာမရှိတော့ဘူးဆိုရင်တော့ကြန့်ခိုင်မှုဘိုင်းကိုအနှဲငယ်စိတ်ပူစရာတော့ရှိတယ် Clafury ဘက်ကပိုအရေးကြီးတယ်ဘာကြောင့်လဲ Michael Olisbat ဖြစ်နေလို့ပါကျွန်တော်ကတော့ Clafury ကိုဗျပြပြဝပြန်အနာပေးလိုက်တော့နိုင်ငံတကာပွဲစဉ်တွေပြီးကြတဲ့က က်ခိုင်မှုတိတ်မပြည့်တဲ့အခြေအနေမျိုးစပားနဲ့ပွဲစဉ်မှာလည်းဝင်ဖြုတ်ပေးခဲ့ရတယ်။ဒေါနောင်မီနေတဲ့လူစ်ကဲလီလေးကိုတုံးတာကတော့ဒီပွဲစဉ်မှာမိုက်ကယ်အိုးလီစ်ကိုမင်းပါလဲငါပါလဲရှင်မေးမဲ့ပုံမျိုးတော့ပိုဖြစ်နိုင်နေဗျ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့လူစ်ကဲလီလေးကိုပိုတုံးစေချင်တယ်။ဒါဒန်ရကစားသမားစီးရင်နဲ့ပတ်သက်ပြီးဆွေးနွေးတာပါ။အဲ့တော့ဘိုင်ယန်မြူနစ်မှာမပါဝင်နိုင်တဲ့ကစားသမားတွေရှိတယ်လို့ဆပ်စပန်ဖြစ်နေတဲ့ကစားသမားတွေလည်းရှိတယ်။အထူးသဖြင့်သူတို့ရဲ့ left wing တနေရာမှာရှက်ရှက်တောက်နေတဲ့ Louis Diaz ပေါ့။အဲ DS က PSG နဲ့ပွဲတင်မှာအနီးကပ်ထိထားတဲ့အတွက် ဒီပွဲတင်မှာပါဝင်နိုင်မှာမဟုတ်ပါဘူး။စာဂျီကနာဘရီကလည်းဒီပွဲတင်မသေးကြတဲ့အတွက်ကြောင့် Louis Diaz နေရာမှာဘသူ့ကိုထုတ်သုံးမလဲဆိုတဲ့အပိုင်းတစ်ချက်စဉ်းစားရမယ်။အခုနောက်ပိုင်း Bayern Munich မှာခြေသွမ်းပြနေတဲ့အသက်16နှစ်အရွယ်လူငယ်လေး Carl ကိုလည်းအသုံးပြုလာနိုင်တယ်။အဲ့ Carl ဆိုတဲ့ဘဲလေးကလည်းတွားရှုပ်လို့မရအောင်တော့ Must Downman နဲ့လားတဲ့တူလေးပဲ။ Downman ကတော့ပုံငယ်တာပေါ့ဗျာ။ဒါပေမဲ့လည်းဒီနေ့ဘောလုံးရတဲ့မှာ Bayern Munich အသင်းအတွက်နှစ်ဂိုးသွင်းနှစ်ဂိုးဖန်တီးထားတယ်။အတန်ငယ်ဆုံး UCL ဂိုးသွင်းစံချိန်ရှင် ဖြစ်လာတယ်။အဲ့ဒါကြောင့်ဒီကားဆိုတဲ့ချာတိတ်လေးကိုလည်း Louis DS နေရာမှာထုတ်သုံးတာမျိုးဖြစ်ဖြစ် Nicholas Jackson ကိုတောင်းပန်မှာထုတ်သုံးတာမျိုးပဲဖြစ်ဖြစ် Vincent Company ပြောင်းလဲပြီးတော့အသုံးပြုလာနိုင်တယ်။ Bayern Munich မှာအဲ့ဒီနေရာလေးကတော့အားနည်းချက်တစ်ခုဖြစ်ပင်မဲ့တင်းလိုက်ဟန်ချက်ကောင်းပြီးသားအတင်းတင်းဖြစ်တယ်။ထားပါတော့ဗျာ Guerrero တို့ကွင်းလယ်မှာဆိုရင် Joshua Kimmich တို့ Pavlovic တို့ကစားသမားကောင်းတွေကြီးပဲ Frein ကကောင်းပြီးသားကြီးပဲ။ ဒီ Louis DS မပါရာလေးတခုတည်းနဲ့အရင်ဝိတယ်လို့တော့ပြောလို့မရပါဘူးခင်ဗျာဟုတ်ပြီတော့ကျွန်တော်ပွဲထွက်ခင်းချင်းကိုစတင်ပြီးခမန်လိုက်အောင်ဂိုးသမားနေရာမှာတော့ David Raya ပဲပွဲထွက်လာမှာပါကျွန်တော်နောက်တန်းလူနှစ်ယောက်နေရာကိုကြည့်မယ်ဆိုရင်တော့ William Saliba နဲ့ Inke Pie ကိုပဲဒီပွဲစဉ်ပွဲထွက်ခွင့်ပေးဖို့တေချာတလောက်ပါပဲအဲ့တော့ Inke Pie ကိုနည်းနည်းစိတ်ပူတယ်စပါနဲ့ပွဲစဉ်မှာ ကစားပုံကောင်းပေမဲ့အဲ့ပွဲမှာ Thomas Frank ဒီ ကွေးလေကြီးဖြတ်ဆော့လာတာဗျတနည်းအားဖြင့်ခံစစ်ကိုပဲအာယုံစိုက်ကစားရတယ်ပေါ့ဗျာစပားရဲ့အနေရရှိသောထိုးဖောက်မှုတွေကျွန်တော်တိတ်မတွေ့ရဘူးအဲဒါကြောင့်ကျွန်တော်တို့အင်ကပြည့်ရဲ့စွမ်းဆောင်ရည်ပိုင်းကိုအတိကြာကြီးတော့ခမန်းလို့မရခဲ့ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်မော်စကဲရာကိုတော့ပူပြီးသဘောကျတာအမှန်ပဲမော်စကဲရာရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တိကျအကဲဖြတ်မိတယ်ဒါပေမဲ့အင်ကပြည့်ကိုပဲအတေတာသုံးပါပါမော်စကဲရာကိုတုံးရင်တော့ပြိတ္တတယောက်အနေနဲ့ပို့ပြီးသဘောကျတယ်ပေါ့နော်ဒါမဲ့လည်း င်ကပြေဆလီဘာအတွဲပဲဖြစ်ဖို့များပါတယ်ကျွန်တော် right back ကတော့ Julian Timber ပဲလာမှာဗျလက်ရှိချိန် right back မှာ Bambu က Timber ကိုကြော်ပြီးနေရာရဖို့ဆိုတာမဖြစ်နိုင်တလောက်ပဲဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Baseball စီမှာ I-back coach ကိုငါတို့ Mr. Mao 96တို့ကိုမြန်မာသစ်အပူစုခြင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်399 6906 440မှာဆက်သွယ်ဆောင်စေမိမဲလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီတစ်ဖက် left back ပေါ့နော်ခုနကလည်းကျွန်တော်ဆွေးနွေးပြီးသွားပြီး ကလာဖီယိုရီယိုတော့အတိတ်ကထဲ့နိုင်ကြီးများပေမဲ့မိုက်ကယ်အိုလီစ်နဲ့ရှင်ပြီးကစားမဲ့အခြေအနေမျိုးမှာကြန့်ကြိုင်မှုပိုပြည့်တဲ့လူးဝစ်ကယ်လီကိုတော့အသုံးပြုတဲ့တယ်။သို့တော့ဒါကျွန်တော်အကြိုက်အတိတ်ကတော့ဒီနေရာမှာကလာဖီယိုရီယိုပဲအသုံးပြုလာနိုင်တယ်။ကွင်းလယ်ကတော့အထူးတလဲကျွန်တော်တို့ဆွေးနွေးနေစရာမလိုပါဘူး။လက်ရှိချိန်မှာအိုဒီကယ်လည်းပါဖို့မပါဖို့မသေးကြတဲ့အတွက်ကြောင့်မာတင်ဆူဘယ်မန်နီဒက်ကလန်ရိုက်စ်တဲ့ hatrick ရှင် abrechi အစည်းလိုပဲပေါ်ထွက်လာမှာပါအဲ့တော့တောင်ပံကစားသမားနှစ်ယောက်ကိုကြည့်ရင်တော့တစ်ဖက်မှာဘူကာယိုဆာကာဖြစ်ပြီးဒီတစ်ဖက်မှာ martinelli ကိုတော့သုံးလာနိုင်တယ်ဒါပေမဲ့ martinelli ကကြံ့ခိုင်မှုပြည့်လားမပြည့်လားတစ်ချက်တော့ကြည့်ရမယ် trouser ကတော့ပုံစံကောင်းရနေတဲ့အတွက် trouser ကိုပဲပြန်သုံးလာတာမျိုးလည်းဖြစ်နိုင်တယ်ဒီ tight sit ပိုင်းမှာတော့ video yoges ပါနိုင်တော့ video yoges ကိုသုံးပါပါကဲလို့မပါနိုင်ဘူးဆိုတဲ့အပိုင်းကစဉ်းစားမယ်ဆိုရင်မီခဲမီရီနိုကိုအသုံးပြလာနိုင်ပါတယ်။ကဲကျွန်တော်တစ်ဖက်ဘိုင်မင်းတို့ကိုဆွစ်ရှောက်ကိုသမားကတော့နော်ယာဖြစ်ပါတယ်။ ကျွန်တော်နောက်ခံအတွင်းလူ၂ယောက်နေရာမှာဂျိုနသန်တက်နဲ့ဥပါမီကာနိုတို့ကိုအသုံးပြလာနိုင်တယ်။ကျွန်တော် right back မှာပုံမှန်အဖြစ်ဆိုရင် line မကိုသုံးတယ်။ line မ right back ဆိုပေမဲ့လည်း live jet မှာတော့ CM တွေရော AM တွေရော DM တွေရောမျိုးစုံစော့နိုင်တဲ့ကစားသမားသူတို့တော့အရင်အသုံးဝင်နေပြ line မှာလေ။ line မှာအထဲထဲတွေဝင်ပြီးတော့ midfield overload လုံးမှာပါ။အဲကျွန်တော်ဒီတစ်ဖက် left back မှာတော့တေးကြတယ် Guerrero ကိုပွဲတော့ခွင့်ပေးလာနိုင်တယ်။ ဲ့တော့အထိုင်းနေရာမှာ လုံးဝ deep lying midfield ဖြစ်သေချာကစားနိုင်တဲ့ Joshua Kimmich နဲ့ Pavlovic ကိုအသုံးပြုလာနိုင်တယ်အရန်ကို deep ဖြစ်ပြီးကောင်းပါတယ် Pavlovic ကလည်းကျွန်တော်တိတ်ကြိုက်တဲ့ကစားသမားတွေမှာပါတယ် Zubimendi ရဲ့ Pavlovic ရဲ့ Joshua Kimmich ရဲ့ပြိုင်တီးပြိုင်ဖြုတ်တဲ့ဟန်တွေကိုကျွန်တော်တို့မြင်ရပါပါအစည်းအနေနဲ့ Champion League မှာကြောင်သွားပြောက်လို့မရအောင်တော့တော်တော်ယုံကြည်ပါတယ် Hattrick တွင်းထားတဲ့အရှင်ကဒီပွဲတွေမှာအကောင်းဆုံးဖြစ်နေနိုင်ပါတယ် ော်တို့တိုက်စစ်ပိုင်းကိုကြည့်ရင်တော့ဒီ left wing တနေရာမှာလူငယ်လေးခေါကိုအသုံးပြလာနိုင်တယ်ဒါပေမဲ့ခေါကလည်းဒဏ်ရာပြဿနာလေးနည်းနည်းရထားတယ် defu ဖြစ်နေတဲ့အချိန်လေးပါ jackson ကတော့ဒီ left wing မှာတော့မတုံးနိုင်ဘူးပြကျွန်တော်တို့ခေါပိုင်တော့ခေါကိုဒီနေရာမှာတုံးနိုင်တယ်လို့ထင်တယ် ကျွန်တော်နံပါတ်10နေရာမှာစာဂျီကနာဘရီကိုသုံးမလားဆိုတာတစ်ချက်ကြည့်ရမယ်။စာဂျီကနာဘရီပွဲထွက်လာနိုင်တယ်လို့ထင်ပါတယ်။ right wing တနေရာမှာကတော့ Michael Olis ပွဲထွက်လာနိုင်ပါတယ်။တိုးရမယ်ဒီ3ယောက်လုံးကတော့နေရာသွန်လှည့်ပတ်ပြီးတော့ကစားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ Michael Olis အထဲဝင်နိုင်တယ်လို့ကနာဘရီ right wing left wing ထွက်တယ်လို့ Carl ကလည်းအထဲဝင်ပြီး left wing right wing လိုက်ပုံပြောင်းနေနိုင်ပါတယ်။ကျွန်တော်တိုက်စစ်ပိုင်းမှာကတော့ Hurricane တယောက်ကတော့တေချာပေါက်ပွဲထွက်လာနိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။ကျွန်တော်ညီကိုတွေရောဘယ်ကစားသမားတွေပွဲထွက်လာနိုင်တယ်လို့ထင်လဲ comment မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦးခင်ဗျာ။